BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာပါရှင်အောက်တိုဘာလ24ရက်တောက်ချာညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားတွေနဲ့အတူကျွန်မတီရန်တွေကတင်ဆက်ပေးမှာပါထိုင်းမြန်မာနယ်စပ်ကြားဖြတ်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့မြန်မာနိုင်ငံသားတွေနေရရင်းတွေကိုပြန်ဝင်လာနေကြတာကြောင့်ပြည်တွင်းမှာကြားဖြတ်လုပ်တွေပိုကျက်ပြတ်လာမှာကိုစိုးရိမ်မှုတချို့ရှိနေပါတယ် ဟိုဘက်မှာလုံနေတဲ့ဒီကြားဖြတ်တွေကအနည်းနဲ့အမြန်ပြည်တွင်းထဲကိုနေရာအနှံ့ကိုရောက်လာမှာပေါ့နော်သူတို့တွေကတခြားထိုင်းလို့ဘာလို့ဘက်ကိုသွားတာမဟုတ်ပဲနဲ့ဒီပြည်တွင်းထဲကိုပြန်ပြီးတော့ထုတ်စားကြမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့တော့ရန်ကုန်လို့မန္တလေးတို့ကလည်းစိုးရိမ်တရားတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒီကြောင့်နဲ့ဒူဂါဇာဒေသတည်ငြိမ်အေဂျင်ရေးနိုင်ငံတကာတပ်ဖွဲ့အတွက်တပ်ဖွဲ့ဝင်တွေဆစ်လွတ်ပေးဖို့နိုင်ငံအတော်များများကစိတ်ဆန္ဒရှိနေကြတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးကပြောကြားလိုက်တဲ့အကြောင်းအပါအဝင်နောက်ဆုံးရသတင်းတွေတင်ဆက်ပေးပါပါရှင်။ အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုကဂါဇာဒေသတည်ငြိမ်အေဂျင်စီနိုင်ငံတကာတပ်ဖွဲ့ဆေလွတ်ဖို့စီစဉ်ထားရမှာနိုင်ငံအတော်များများကတပ်ဖွဲ့ဝင်တွေပူးပေါင်းပါဝင်ဖို့စိတ်ဆန္ဒရှိကြတယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့သူကအတိအကျထုတ်ဖော်မပြောပေမဲ့ရွေးချယ်တဲ့နိုင်ငံတွေကတော့အစ္စရေးကသဘောကျတဲ့နိုင်ငံတွေဖြစ်ဖို့လိုတယ်လို့သူကအခိုင်အမာပြောခဲ့ပါတယ်။ အစ္စရေးနဲ့ဟာမတ်အကြားအပြစ်ရသဘောတူချက်ကိုစောင့်ကြည့်ဖို့ဖွင့်ထားတဲ့ညှိနှိုင်းရေးစခန်းမှာရောက်ရှိနေစဉ်မစ္စတာရူဘီယိုကဂါဇာဒေသအနာဂတ်အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ဆွေးနွေးပြောဆိုမှုတွေဆက်လုပ်နေသေးပဲလို့ပြောသွားပါတယ်။ဟာမတ်ဒါမှမဟုတ်ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအေဂျင်စီ UNRWA အဖွဲ့ကတော့ ဒီဆွေးနွေးမှုတွေမှာဘယ်လိုအခန်းကဏ္ဍကနေမှပါဝင်ခွင့်ရှိမှာမဟုတ်ဘူးလို့သူကအခိုင်အမာပြောပါတယ်။အဲ့ဒီအဖွဲ့ဟာဟားမတ်အတွက်ထောက်ပံ့နေတဲ့အဖွဲ့ဖြစ်တယ်လို့သူကဖော်ညွှန်းပြောသွားခဲ့ပါတယ်ရှင်။ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေးပိုအားကောင်းအောင်နဲ့ရုရှားပေါ်ဖိအားပို့ပေးဖို့ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့နိုင်ငံပေါင်း20ကျော်နဲ့ဆွေးနွေးပြောဆိုဖို့အတွက်ယူကရိန်းသမ္မတဇလန်စကီ UK နိုင်ငံမှာရောက်ရှိနေပါတယ်။ Charles Bean နဲ့တွေ့ဆုံပြီး Mr. Zelensky ဟာ ဝန်ကြီးချုပ်ကီယာစတမန်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ရုရှားရဲ့ပြစ်မှတ်စခန်းတွေကိုလေကြောင်းကနေတိုက်ခိုက်ဖို့အတွက်ယူကရိန်းနိုင်ငံကိုတာဝေးပစ်လက်နက်တွေနောက်ထပ်ထောက်ပံ့ပေးကြဖို့ယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေကိုဝန်ကြီးချုပ်စတမန်ကတိုက်တွန်းနေတာပါ။ဝန်ကြီးချုပ်စတမန်ဟာရုရှားရဲ့ရင်နံတဲ့သဘာဝတံငွေတွေကိုကမ္ဘာဈေးကွက်တွေကနေနောက်ထပ်ဘယ်လိုထုတ်ပယ်ရမလဲဆိုတာရဲ့ တင်းစီထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီးယူကရိန်းကိုငွေချီးနိုင်ရေးရှုပ်ထွေးတဲ့စီစဉ်တစ်ခုကိုဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့လည်းမဟာမိတ်နိုင်ငံတွေနဲ့ဆွေးနွေးမယ်လို့ယူဆရပါတယ်ရှင်။အိန္ဒိယနိုင်ငံကမိခိုးမြူတွေဖုံးလွှမ်းနေတဲ့ဒယ်လီမြို့တော်မှာအာဏာပိုင်တွေကပထမဆုံးအကြိမ်ဓာတုနီးသုံးပြီးမိုးရွာအောင်စူးစမ်းခဲ့ကြပါတယ်။ လေဓုညဉ့်ညမ်းမှုကိုဆေးချဖို့အတွက်ဓာတုပစ္စည်းတွေကိုလေရင်ပေါ်ကနေပက်ဖြန်းပြီးမိုးရွာအောင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်မိုးရွာအောင်ဖန်တီးတဲ့ဒီစီမံကိန်းပြီးသွားချိန်လာမယ့်သတင်းပတ်ကြရင်မိုးရွာသွန်းလိုက်မယ်လို့မျှော်လင့်ရကြောင်းဒယ်လီဝန်ကြီးချုပ်ရေခာဂုပ္တာက ပြောပါလေဒယ်လီမိုးလေဝသသိပ္ပံပညာရပ်ဌာနကပေါမခတ်နှစ်ဦးကတော့ ဒီစီမံကိန်းဟာလှည့်ခွက်တစ်ခုသာဖြစ်တယ်လို့ဝေဖန်ပြောဆိုလိုက်ပြီးမထီရောက်တဲ့ဒီလိုဖြက်လန်းနီးသုံးခြင်းအပြင်ဒယ်လီမှာလေဒုညဉ့်ညံ့မှုကိုဖေရှားတန့်စင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်ဓာတုပစ္စည်းသုံးပြီးမိုးရွာအောင်ဖန်တီးတဲ့နီးကိုတခြားနိုင်ငံတွေမှာမိုးကောင်ရေရှားတိုက်ဖြတ်ရာမှာကြဲကြဲပြန့်ပြန့်သုံးလိရှိကြပါလိမ့်ရှင်တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံကြားစိုးရိမ်စရာကိစ္စရပ်တွေကိုအပြန်အလှန်ညှိနှိုင်းပေးနိုင်မယ့်နီးလန်းတွေရှာကြံနိုင်တယ်လို့တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝမ်တောင်ကပြောကြားလိုက်ပါတယ် မြေရှားတတုကဘာတဝန်ထောက်ပံ့တင်ပို့မှုပေါ်တရုတ်ကထိန်းချုပ်ထားတာနဲ့ပတ်သက်လို့မလေးရှားနိုင်ငံမှာနှစ်နိုင်ငံအဓိကထားဆွေးနွေးပြောဆိုကြမယ်။ကုံသွေးရေးဆွေးနွေးပွဲမတိုင်ခင်မှာပဲတရုတ်ကုံသွေးရေးဝန်ကြီးကအခုလိုပြောဆိုလိုက်တာပါ။မြေရှားတတုတွေနဲ့မြေရှားတန်လိုက်တွေတင်ပို့မှုကိုတရုတ်ကပိုထိန်းချုပ်ကန့်သက်လာတာပေါ်လက်တုံ့ပြန်တဲ့အနေနဲ့နိုဗ ెంబ ာလ၁ရက်နေ့ကစပြီးတရုတ်ကုန်ပစ္စည်းတွေပေါ်အခွန်နှုန်းအသစ်တွေနဲ့တိုးမြင့်ကောက်ခံမယ်လို့သမ္မတထရမ့်ကချင်းချောက်ထားပါတယ်။မြေရှားတတုတွေဟာ အစ်မြင့်ဤပညာထုတ်လုပ်မှုတွေမှာမရှိမဖြစ်လိုအပ်တဲ့ဖြစ်စီဖြစ်ပါလေရှင်။ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကစစ်ကူတိုက်ပေးရင်တေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အောက်မေ့ဘွယ်အထိမ်းမှတ်ဗိမာန်တစ်ခုကိုမြောက်ကိုရီးယားအစိုးရကစတင်ဆောက်လုပ်နေပါလေ။ဒီအထိမ်းမှတ်ဗိမာန်ဟာရုရှားနဲ့မြောက်ကိုရီးယားအကြားရာသက်ပံတည်ရက်နဲ့ချစ်ကြည်ရေးသင်္ကေတတစ်ခု ဖြစ်လိမ့်မယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအွန်းကပြောပါလေ။ ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကစစ်ကူတိုက်ပေးဖို့မြောက်ကိုရီးယားအစိုးရကမစ်ဆိုင်းဒုံးတွေတာဝေးပစ်လက်နက်တွေနဲ့အတူတပ်ဖွဲ့ဝင်15000ကျော်ဆေးလွတ်ခဲ့တယ်လို့တောင်ကိုရီးယားအစိုးရကယုံကြည်နေပါတယ်။စစ်ပွဲအတွင်းမြောက်ကိုရီးယားတပ်ဖွဲ့ဝင်2000လောက်သေဆုံးခဲ့တယ်လို့ယူဆရပါတယ်ရှင်။ဗင်နီဇွဲလားနိုင်ငံမှာအစိုးရကမူရစ်ဂိုင်းလို့ဆိုတဲ့ဂိုင်းအဖွဲ့တွေကိုစစ်တပ်အုံပြုပြီး ပြစ်မှတ်ထားနှိမ်နင်းနေမှုမှာ Trump အစိုးရအနေနဲ့အားဖြည့်အကူအညီပေးဖို့ Venezuela သမ္မတ Nicolas Maduro ကပန်ကြားလိုက်ပါတယ်။ငြိမ်းချမ်းရေးအတွန့်ရှိပါစေစစ်ပွဲမလိုချင်ဘူးတောင်းပန်ပါတယ်လို့သူကပြောသွားခဲ့ပါတယ်။သမ္မတ Maduro အစိုးရဟာမူရစ်စေဝါရောင်းဝယ်သူတွေဆိုတဲ့လူတွေကိုနှိမ်နင်းတယ်ဆိုပြီးလူတွေလိုက်သတ်နေတယ်လို့သမ္မတ Trump ကပြောခဲ့ပြီးမှပဲသူကအခုလိုပန်ကြားလိုက်တာဖြစ်ပါတယ်။ အီကွေဒေါ်သမ္မတဒန်နီယယ်နိုဘိုအာကသူ့ကိုပြစ်မှတ်ထားပြီးအစိတ်ခတ်ဖို့ကြိုးစားတာခံခဲ့ရတယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။သူ့ကိုပေးတဲ့ချောကလက်နဲ့ယိုရီထဲမှာပြင်းထန်တဲ့အစိတ်တွေတွေ့ခဲ့တယ်လို့သမ္မတနိုဘိုအာကပြောပါတယ်။အစိတ်ခတ်ဖို့ကြိုးစားတာခံရတယ်ဆိုတာနဲ့ပတ်သက်လို့အထောက်အထားတွေရှိတယ်လို့သူနဲ့သူ့အစိုးရအဖွဲ့ကပြောပေမဲ့ထုတ်မပြခဲ့ပါဘူးရှင်။ ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပိုင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေက လက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်တော်ရှင်များရှင် ထိုင်းမြန်မာနယ်စပ်ကကြားဖြတ်လမ်းကစားရုံတွေကိုစစ်တပ်ကဝန်ရောက်ဖမ်းဆီးမှုတွေရှိနေတာကြောင့်တိမ်းရှောင်ထွက်ပြေးလာကြတဲ့မြန်မာနိုင်ငံသားတချို့နေရရင်းတွေကိုပြန်ဝင်လာနေကြပါတယ်။အဲ့ဒီအတွက်ပြည်တွင်းမှာကြားဖြတ်လုပ်တွေပိုကျပြတ်လာမှာကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။မတ်ရွှေပိုးနီကပြောပြမှာပါ။ ထိုင်းမြန်မာနယ်စပ်က BGF ထိန်းချုပ်ထားတဲ့ KK Park ဒေသအတွင်း online လုံခြုံရေးတွေကိုစစ်တပ်ကအော်တိုဘာ19ရက်နေ့ကစလို့စီးနှင်းမှုတွေလုပ်ခဲ့တာကြောင့်အရိကနေထိုင်းဘတ်ချန်းကိုပြေးလာသူကအော်တိုဘာ24ရက်နေ့အထိလူတထောင်ကျော်သွားပါပြီ။မနေ့ကအော်တိုဘာ23ရက်နေ့တရက်ထဲမှာတင်မြောက်ရီမြို့နယ်ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးတိမ်းရှောင်သူထောင်နဲ့ချီရှိနေပါတယ်။ဒါပေမဲ့ဒီထဲမှာမြန်မာနိုင်ငံသားတွေကတော့ထိုင်းဘက်ကလက်ခံထိန်းသိမ်းထားတဲ့တရားဝင်ခိမ့်နဲ့မြန်မာဘက်မြောက်ရီမှာပါမရှိသလောက်နေတာတွေ့ရပါတယ်။မြန်မာတွေဟာနှီးစက်ရမိတ်ဆွေတငယ်ချင်းတွေအမျိုးတွေအိမ်တွေကိုတိမ်းရှောင်နေကြတာလို့မြန် ်မြင်တွေ့တဲ့ဒေသခံတွေကပြောပါတယ်ရန်ကုန်လိုမြို့ကြီးတွေမှာအစတည်းကဆလော့ကိန်းတွေနီးမျိုးစုံနဲ့လဲပတ်နေတဲ့ကြားဖြတ်တွေလည်းရှိနေတာကြောင့်ထိုင်းနယ်စပ်ကအလုံးရင်းနဲ့ပြန်ဝင်လာကြမဲ့ကြားဖြတ်တွေနေရရင်းကိုပြန်ရောက်လာကြရင်ပြည်တွင်းနဲ့မြို့ကြီးတွေကိုဥတီကျဲပြတ်လာမှာကိုမြို့ကန်ပြည်သူတွေကစိုးရင်ချက်တွေရှိနေကြတာပါရန်ကုန်ဒေသခံလူငယ်တအူပြောပြတာကဟိုဘက်မှာလုံနေတဲ့ဒီကြားဖြတ်တွေကအနည်းနဲ့အမြန်ပြည်တွင်းနဲ့ကိုကျွန်တော်တို့နေရာအနှံ့ကိုရောက်လာမှာပေါ့နော်ရန်ကုန်မှာလည်းငွေတွေကကြားဖြတ်ယုံတွေကရှိနေတာတည်တာတော့သူတို့တွေပေါင်းလိုက်ပြီးတော့ကြားဖြတ်လုပ်တွေကိုပို့ပြီးတော့လောက်လာမလားလို့စိတ်ပူရတယ် ပြီးတော့ကျွန်တော်တို့ဒီမြောက်ရီကကျွန်တော်အတိကားသမားတယောက်ကလမ်းပြောတာကတော့သူတို့အခုကားတွေငှားလို့တော့မနိုင်ဘူးဖြစ်နေရပါတော့။ငှားလို့မနိုင်ဘူးဆိုတာသူတို့တွေကတခြားထိုင်းလို့ဘာလို့ဘက်ကိုသွားတာမဟုတ်ပဲနဲ့ဒီပြည်တွင်းထဲကိုပြန်ပြီးတော့လှုပ်ရှားကြမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။အဲ့တော့ကျွန်တော်တို့ဒီရန်ကုန်တို့မန္တလေးတို့ကလည်းစိုးရိမ်စရာတွေဖြစ်လာနိုင်တယ်ပေါ့နော်။အလုံးလိုတဲ့လူတွေကလည်းမလုံးမိဖို့အရေးကြီးသလိုခုတိုင်းလည်းအလိမ်ခံရဖို့သတိပြုရမှာပဲ။အဲ့ဒီလိုကြားဖြန့် online ငွေလိမ်သားတွေကိုနှီးမျိုးစုံနဲ့ကျွမ်းကျင်နေကြသူတွေပြည်တွင်းထဲကိုပြန်စိတ်ဝင်လာတာကဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မှာတလဲ။စစ်ကောင်မရှင်ဟာရွေးကောက်ပွဲနီးလာ ချိန်နဲ့အာဆီယံပွဲကာလအတွင်းကြားဖြန့်တွေကိုအလုံးရင်းနဲ့နေနေတဲ့ဆိုတဲ့ပုံစံမျိုးလုပ်ပြနေပေမဲ့ထောင်နဲ့ချီတဲ့ကြားဖြန့်တွေပြည်တွင်းထဲကနေရာအနှံ့ကိုစိတ်ဝင်လာမဲ့အပေါ်တော့တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူးကြားဖြန့်အနေကကာဝင်နိုင်မှုတရားဥပဒေစိုးမိုးရေးအပိုင်းကဘာတွေလှုပ်ဆောင်မှုလို့တလဲဥပဒေရေးရအကြံပေးတူပြောပြတာကအရင်ကတနေရာထဲမှာစုစည်းပြီးတော့ဒီလုပ်ကိုလုပ်နေရကမြန်မာနိုင်ငံ네ပဲအသီးသီးကိုရောက်သွားသူတို့ပြောက်ကွယ်သွားတာမဟုတ်ဘူးနော်네ပဲပို့ပြီးကျေပြန့်သွားကြားဖြန့်ငွေစင်ကိုင်းတွေကနှိမ်နှင်းနိုင်မှုဆိုရင်အစ်အချက်ကနိုင်ငံကတည်ငြိမ်အေးချမ်းမှုရှိရမယ်တရ ာဥပဒေစိုးမိုးမှုရှိရမယ်။နံပါတ်၄အချက်ကနိုင်ငံသားပြည်သူတွေလူမှုတွေကလည်းပဲခုလိုမတော်တော့ပါနဲ့လောင်းစားမှုနဲ့ရတဲ့ဟာမျိုးမရယူတော့ဘူးဆိုတော့ဆန္ဒရှိဖို့လိုတယ်။စန့်ကျင်မှုလိုတယ်။အော်တိုဝါ23ရဲ့ညပိုင်းကမြောက်ရီမြို့တွေက KK ပတ်ထဲကအဆောက်အဦတချို့ကိုစစ်ကောင်မရှင်နဲ့ကရင်နယ်ကြားဆောင်တဲ့ BGF တို့ပူးပေါင်းပြီးဖောက်ခွဲခဲ့တယ်လို့ BGF နဲ့နှိစက်သူတဦးထံကသိရပါဗျ။ သောတာရှင်များရှင်အောက်တိုဘာလ29ရက်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့နိုင်ငံကောင်ဆောင်တွေမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုရောက်ရှိလာနေပါပြီ။စစ်ကောင်ဆောင်ကိုဖယ်ထုတ်ထားတဲ့ဒီထိပ်သီးအစည်းအဝေးကိုတက်ဖို့မြန်မာကတော့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန်းစွန်းကိုဆေးလွှတ်ထားပါတယ်။ဒီကနေ့မှာတော့မြန်မာအရေးဘုံသဘောထား၅ရဲ့အကောင့်ထဲပေါ်ဖို့အလွတ်သဘောဆွေးနွေးမှုတွေဆက်လုပ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ကိုဘိုဘိုကပြောပြမှာပါ။ ဒီကနေ့ကျင်းပတဲ့မြန်မာရေးဆွေးနွေးပွဲကိုမလေးရှားနိုင်ငံရဲ့ဝန်ကြီးကသဘာပတိလုပ်ခဲ့ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆုံဆုံလင်းလင်းတက်ရောက်တာတွေ့ရပါတယ်။ဒီစည်းဝေးမှာမြန်မာရေးအာဆီယံထူးထံမစ္စတာအော့တ်မန်ဟာရှင်ကအာဆီယံဘုံသဘောထား၅ရပ်ကိုမြန်မာကလိုက်နာအကောင့်ထဲပေါ်မှုနဲ့ပတ်သက်လို့သူ့ရဲ့လက်တလောတွေ့ရှိချက်တွေကိုစီရင်ခံစာတင်သွင်းခဲ့တယ်ဆိုပြီးမလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါပေမဲ့အခုတော့မြန်မာကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးကိုရွေးကောက်ပွဲလာလေလာဖို့ဖိတ်ကြားစာပို့ထားပြီးဖြစ်ပြီး ီးစောင့်ကြည့်ရဖွဲ့ဆီလဖို့ရှိမရှိအာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးသွားဖို့ရှိတယ်လို့တနမန်သတင်းရင်းမြစ်တူက BBC ကိုပြောပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံနိုင်ငံတွေဘက်ကစောင့်ကြည့်ရဖွဲ့တွေဆီလွတ်မယ်မလွတ်ဘူးဆိုတာကတော့တနိုင်ငံချင်းစီရဲ့သဘောထားအပေါ်မှာမူတည်ကြောင်းမြမရေးလေလာသူဦးအောင်သူငင်းပြောတာကဒီအာဆီယံခေါင်းဆောင်တွေသဘောတူညီချက်တခုခုထုတ်ပြန်လိမ့်မယ်လို့ထင်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေလာရေးအဖွဲ့တွေလွတ်မယ်မလွတ်ဘူးဆိုတာတော့အာဆီယံဖွဲ့ဝင်တနိုင်ငံချင်းရဲ့သဘောထားတွေဖြစ်ပုံများပါတယ်။ ဥမာအပြင်ပြောရင်ကမ်ဘောဒီးယားလာအိုဗီယက်နမ်ထိုင်းနိုင်ငံစသဖြင့်သူတို့တွေကတော့ဖလုတ်ဖို့ရှိမယ်အင်ဒိုနီးရှားစင်ကာပူဖိလစ်ပိုင်စသဖြင့်သူတို့အနေနဲ့ကတော့မပြောတတ်ဘူးပေါ့နော်သိမ့်မသေးကြဘူးလို့ထင်ပါတယ် တချိန်ထဲမှာပဲမြန်မာစစ်တပ်နဲ့နိုင်ငံချင်းဆက်ဆံရေးရှိထားတဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတချို့ကတော့ရွေးကောက်ပွဲစောင့်ကြည့်သူတွေဆေးလွတ်ဖို့စတင်စဉ်းစားတာမျိုးတွေရှိနေတယ်လို့လည်းနောက်ထပ်တန်တမန်သတင်းရင်းမြစ်တူကပြောပါတယ်။ဒါကရွေးကောက်ပွဲကိုအတိမတ်မပြုဖို့တော်လှန်ရေးအင်အားစုတွေရဲ့အာဆီယံဥက္ကဋ္ဌနဲ့တွေ့ဆုံနိုင်တောင်းဆိုထားတာတွေကအားနည်းသွားတယ်လို့ယူဆနိုင်ပါသလား။အာဆီယံနဲ့မြန်မာရေးကျွမ်းကျင်သူကိုမိုးသွေးပြောတာက 罚款构成事实的，一旦有了调查，每笔罚款由对受损失人赔偿。每，按照。罚款构成事实的，所有所有漏没对员工的罚款呢，那公司呢，干嘛？对不？该罚款的构成事实不交了。 အခုကတွေ့ဆုံဖြစ်ရှင်မှုမလုပ်ဘဲနဲ့နိုင်ငံရေးရတပတ်သက်သွားပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကပိုပြီး Facebook ကသိုးစေလေးပေါ့နော်ဒါကြောင့်မလို့အထောက်ခံဘူးဆိုတဲ့အယူဆတစ်ခုရှိတယ်ပေါ့နော်ဖိလစ်ပိုင်ကလာမယ့်နှစ်မှာမြန်မာအစားအာဆီယံဥက္ကဋ္ဌရာထူးလက်ခံထမ်းဆောင်မှာဖြစ်ပါတယ်မလေးရှားကတော့သူ့ရဲ့လက်ထက်မှာမြန်မာအရေးအာဆီယံထူးတန်ကိုခန့်ထားပေမဲ့မလေးရှားဝန်ကြီးချုပ်နဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးတို့ကအဓိကလှုပ်ရှားလှုပ်ဆောင်ခဲ့ပါတယ်သောတာရှင်များရှင် တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့စကိုင်းနဲ့မကွေးတိုင်းအပါဝင်ဒေသတချို့မှာထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်းတွေရွေးကောက်ပွဲဝင်ပြိုင်မှုရှိနေပါတယ်။အဲ့ဒီနေရာတွေမှာသူတို့ဘယ်လိုမဲဆွယ်စည်းရုံးမှုတွေလုပ်ကြမှာပါလဲ။ကိုတူရကပြောပြမှာပါ။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဝင်ဖို့အတွက်ယာတုကနေနားပေးခံရပြီးကြန့်ခိုင်ရေးပါတီကိုစားပြုရွေးကောက်ခံကြမဲ့စစ်တပ်ထိပ်ပိုင်းအရာရှိဟောင်းတွေရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေကြပါတယ်။စစ်ဗိုလ်ချုပ်ကြီးတွေထဲကဗိုလ်ချုပ်ကြီးဟောင်းဦးအောင်လင်းတွေကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လက်ရှိစစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ဦးညိုစောဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ဦးသက်ပုံဦးစိုးတင့်နိုင် ဦးကံမြင့်တန်းဦးမျိုးစောသိန်းတို့ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေအဖြစ်ရှင်းပြကြမှာပါစစ်ကောင်းဆောင်ရဲ့လူယုံဗိုလ်ချုပ်ကြီးဟောင်းဦးအောင်လင်းတွေကိုအမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ပွဲဝင်စေတာဟာရွေးကောက်ပွဲပြီးရနောက်ပေါ်လာမယ့်လွတ်တော်မှာအမျိုးသားလွတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခိုင်းဖို့ဆိုတဲ့ခံမှန်းချက်တွေလည်းရှိနေပါတယ်အမျိုးသားလွတ်တော်ဥက္ကဋ္ဌဟာလွတ်တော်တတန်းရဲ့ပထမနှစ်နှစ်ခွဲမှာပြည်အောင်စုလွတ်တော်နာယကအဖြစ်တောင်းယူရမှာဖြစ်ပြီးနာယကဟာအစိုးရဖွဲ့စည်းတာတမရရွေးကောက်တင်မြှောက်တာတွေကိုဦးစီးလှုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီစစ်ဘိုလ်ချုပ်ကြီးတွေကဘယ်နေရာတွေကနေကိုစားပြုဝင်ပြိုင်မှာပါလဲပြိုင်မဲ့မဲဆန္ဒနယ်တွေကိုကိုယ်တိုင်ရွေးချယ်တာလားဆိုတာကိုကြက်ခိုင်ပါတီရဲ့ပြောခဲ့ရသူဦးလှသိန်းကအခုလိုပြောပါတယ်တချို့နေရာတွေကျတော့လေဂရိုလာလာပြည်သူကတောင်းဆိုလာတဲ့နေရာပေါ့ဗျာတချို့ကတက်မလို့သာဖြစ်တဲ့တွေ့ကြုံတချို့ကနေတယ်လို့ခုတဲ့တွေ့ကြုံတချို့နေရာတွေကျတော့မူရဲ့ဇာတိကနေငငယ်တွေကထွက်လာတဲ့တွေ့ကြုံမူရဲ့ဇာတိမျိုးပေါ်နေအထက်နေနေလေသူနဲ့သူတို့ကိုင်ပြေးခဲ့တဲ့ပုံမူပြီးတော့သူပြေးပြီးပြန်ပြေးတင်နေပြည်သူတွေကတောင်းဆိုနေသူတို့အိတ်ငယ်တွေတက်တယ်ညမလို့ယူကောက်ပွဲဝင်ပြန်ကြမဲ့စစ်တပ်ထိပ်ပိုင်းအရာရှိဟောင်းနေတဲ့ ကဒုဗိုလ်ချုပ်ကြီးဟောင်းနှုတ်ဦးဖြစ်တဲ့ဦးသက်ပုံနဲ့ဦးစိုးတင့်နိုင်တို့ကတော်လိုင်းရဲတပ်တွေအားကောင်းတဲ့စကိုင်းနဲ့မကွေးတို့ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြန်ကြမှာပါစစ်တပ်ထိပ်ပိုင်းအရာရှိဟောင်းတွေရွေးကောက်ပွဲပြန်ကြမယ်မဲဆန္ဒနယ်တချို့မှာအားကောင်းတဲ့ပင်ပတ်မရှိတာကြောင့်အနိုင်ရဖို့တည်ကြတဲ့နေရာတွေကိုပဲရွေးချယ်ပြီးဝင်ပြိုင်ကြမှာဖြစ်တယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်အကောင်ကြီးတဲ့သူတွေကတော့ဇာယညီနဲ့နေရာတွေမှာပဲသွားပြီးတော့မဲဆွဲမှာပေါ့နော်သဘောတရားအရမဲဆွဲတာပါဘွာရဖြန့်ချီရဲ့အပိုင်းနဲ့ပဲပေါ့နော်သူတို့ဝင်ပြိုင်တဲ့နေရာတွေသူတို့နိုင်မှာပဲကောင်းဆိုအတိုက်ခံဆိုတာမရှိဘူးလေအားလုံး သူတို့ ਨੇ အဲအပင်ပြောင်းထားတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပဲလှုပ်တာဆိုတော့သဘောတရားလောက်မဲဆွဲပြီးရင်ဒါနိုင်ရမယ့်နေရာပေါ့နော်သူတို့တွတ်တော်လေးရောက်မဲ့တေချာပေါက်နေရာတွေကိုပဲဒါကင်ပြီးတော့လာတာကိုတွေ့ရပါတယ်ဗျစစ်တပ်ထိပ်ပိုင်းအရာရှိဟောင်းတွေရွက်ကောက်ပွဲဝင်မဲ့နေရာတွေနဲ့မဲဆွဲစီးယုံနိုင်မဲ့နေရာတွေကိုစစ်တပ်ကကြိုတင်နေပြီးရှင်းလင်းရေးတွေလှုပ်ဆောင်တာရှိတယ်လို့ CDN အရာရှိတွေနဲ့တော်လိုင်းအင်အားစုတွေကပြောကြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့စစ်တပ်ရဲ့ရွက်ကောက်ပွဲကိုမပူးပေါင်းမပါဝင်ကြဖို့လူမှုကိုနှိုးဆော်ထားပါတယ်ခင်ဗျာ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ၅မိနစ်အထိလိုင်းဒိုမီတာ16 kHz 105.5လိုင်းဒိုမီတာ19 kHz 15325တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။တောက်ကြညာပိုင်း BBC စီစဉ်ဒီမှရင်ပြေဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။